မင်္ဂလာပါရှင်။ဗမာခေတ်တည်ထရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဧပြီလ15ရက်မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့လေဗဒန်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ပဲခူးတိုင်းလေဗဒန်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့ကြောင်းတာယာရီခိုင်တိုင်း383ညနဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ထရင်ဌာနထံသို့ပြောဆိုသည်။ ဧပြီလ17ရက်နေ့မွန်လယ်တနိုင်30မိနစ်ခန့်တွင်လေဗရန်မြို့နယ်ထမင်းချောင်းရွာမှထွက်ခွာလာသောအင်အား80ခန်းမှစစ်တပ်စစ်ကြောင်းကိုအုပ်ဖို့စုရွာနှင့်ရေငန်ရွာကိုဆက်သွယ်ထားသည့်ချောင်းကိုတရအနေ၌တရားရီခိုင်တရင်383ညနှင့်တက်ခွဲနှင်းနေအတူရွှေတန်းမြေပြည်သူ့ကောင်ရဲတပ်ဖွဲ့ရဲဘော်များပူးပေါင်း၍စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုသည်တနိုင်ခန့်ကြာမြင့်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားရှုပ်သိမ်းဆုံးက၄ဦးပြင်းထန်တဲ့ များရရှိခဲ့ကြောင်းသိရှိရသည်။ထမင်းချောင်းဘက်ကနေချေလင်းတက်ချလာတဲ့စစ်ခွေးစစ်ကြောင်းကိုရင်ငန်နဲ့အုပ်ဖို့စုကိုဆက်သွယ်ထားတဲ့တရားနာကနေပြီးဆောင်းမီတိုက်ခိုက်ပါရယ်။အဲဒီမှာအပြန်လန်တနိုင်လောက်တိုက်ပွဲဖြစ်တာမှာစစ်ခွေးရှစ်ကောင်သေးတယ်။၄ကောင်ကဒဏ်ရာရပြီးအထိနာတော့တော့သူတို့တက်ဆွဲထားတဲ့ထမင်းချောင်းဘက်ကိုဖျို့ဖျဲပြန်ဆုတ်သွားပါရယ်ဟုတာယာရီခိုင်တိုင်း383ညနဲ့တောင်းရှိသူတို့ကပြောဆိုသည်။ ဆက်လက်၍လည်းအကြမ်းမတ်စစ်ကောင်စီတပ်သားများနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးပြည်သူများအနေဖြင့်လည်းစစ်ကောင်စီတပ်သားများအနေတော်လနေထိုင်မှုများလုံးဝလုံးဝမပြုလုပ်ကြရန်တာယာရီခိုင် PDF မှတောင်းရှိသူတို့ကဆက်လက်ပြောဆိုသည်ဆလဘီစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နာ NLD ပါတီပြန်လည်မှတ်ပုံတင်ရန်ပါတီဝင်အချုပ်ဂျိုးပန်မှုဒေါအောင်ဆန်းစုကြည်လက်မခံခဲ့ဟုစစ်ကောင်စီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချုပ်ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ပါတီပြန်လည်မှတ်ပုံတင်ရန်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ထံတွားရောက်ခွင့်တောင်းခဲ့ရာဒေါအောင်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရသည် ပြီးခဲ့သည့်မတ်လ28ရက်တွင် AI ဂျယ်ဇီရာကသတင်းဌာနကစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကိုနေပြည်တော်၌တွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာပြည်တွင်းနှင့်ရှိ NLD ပါတီဝင်အချို့ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ပါတီမက်ပုံတရင်စူးစမ်းခဲ့သည့်အခြေအနေကိုပြောဆိုခဲ့ခြင်းဖြစ်သည် ပြည်ရင်းထဲမှာ NLD ပါတီဝင်တွေရှိတယ်သူတို့ဒီမှတ်ပုံတင်ခြင်းနဲ့မှတ်ပုံတင်မှုလဲဒေါန်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တယ်ဒေါန်ဆန်းစုကြည်အနေနဲ့သဘောတူတယ်လို့လည်းမပြောခဲ့ဘူးသဘောမတူဘူးလို့လည်းမပြောခဲ့ဘူးအဲ့ဒီနောက်ပိုင်းမှာသူတို့မှတ်ပုံတင်မှုစူးစမ်းခဲ့တယ်ဟုစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဆော်မင်းထွန်းက AI ချက်စီယာတို့ပြောကြားသည် စက္ကစီပြောရေးဆိုခွင့်ရှိသူစက္ကစီရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မှတ်ပုံတင်ရင်ကြိုးမှန်သည့်ပြည်တွင်းရှိ NLD ပါတီဝင်၏အမည်များတွားရခွင့်တောင်းခံသည့်အချိန်ကာလကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေသို့သော NLD ဘဟုအလုတ်ကော်မတီဝင်ဖြစ်ခဲ့သောဆန္နာမင်းက2022ခုနှစ်နိုဝင်ဘာလတွင်စက္ကစီကခွင့်ပြုရေးတောင်းဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်းထို့သောတွေ့ဆုံစဉ်ပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာအချို့ကိုဖြေကြားထားသည့်ပါတီကိုစက္ကစီလက်အောက်တွင်ပြန်လည်မှတ်ပုံတင်ရန်ပြောခဲ့ကြောင်း ်မူမီဒီယာများသို့ဖြေကြားခဲ့ခြင်းမရှိပေ။ရခိုအကစစ်ကောင်စီပြောခွင့်ရပြောကြားချက်တွင်ပါတီဝင်အချို့ကဒေါအောင်ဆန်းစုကြည်ကိုပါတီမှပုံတင်ရန်ပြောကြားခဲ့ကြောင်းဒေါအောင်ဆန်းစုကြည်ကမြည်သည့်မှတ်ချက်များမပေးခဲ့ခြင်းဖြစ်ကြောင်းတရားဝင်မှတ်တမ်းထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သောနိုင်ငံတော်အတိုင်းအမြံပုံကိုတောင်းဆန်းစုကြည်မှ2021ခုနှစ်ဖေဖော်ဝါရီတရက်ကလေးကစလောက်စိမတရားဖန်ဆီးမှုကိုခံရဆဲဖြစ်၍စောမင်းထွန်းပြောကြားချက်ရောဒေါ်ဆန်နာမင်းမီဒီယာအချို့ကိုဖြေကြားချက်မှာညီသည်ညီမမန်ဒီကိုမတီးနိုင်မီတောင်းဆန်းစုကြည်ကိုယ်တိုင်လွှင့်မြောက်လာပြီးပြောကြားပါမှပြေဆုံးပြီဖြစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘိုးအလုတ်ကော်မတီကလည်း2023ခုနှစ်မတ်လ3ရက်တွင်ဘိုးအလုတ်အမှုဆောင်အဖွဲ့ဝင်ဦးဖြိုမင်းသိန်းဘိုးကော်မတီဝင်များဖြစ်သည့်ဒေါ်စန္နာမင်းဦးတိုးလင်းဦးဝင်းမြင့်အောင်တို့ကိုပါတီမှထုတ်ပေးကြောင်းကြေညာခဲ့သည်အနန္တီဘူအလုတ်ကော်မတီကအထက်ပါလေးကိုထုတ်ပေးကြောင်းကြေညာချက်တွင်ဥပဒေချိုးဖောက်အကြမ်းဖက်အာဏာလုဆက်ကောင်စီသည်အတူရောင်ရွေးကောက်ဝဲတစ်ခုဖန်တီး၍ပြည်သူလူထုနှင့်ကမ္ဘာကိုလှည့်စားရန်ကြံစောင်းနေစဉ်တွင် NLD ပါတီဝင်အချို့ကပြည်သူ့ဆန္ဒသဘောထားကိုလေးစားလိုက်နာမှုမရှိတဲ့အပြင်ပါတီရည်တည်ချက်တို့ကိုလည်းဆန့်ကျင်၍၎င်းပါတီအမည်ကိုအလွဲသုံးစားလှုပ်ဆောင်၍၎င်းဆရာနာရှင်လူ့ချက်လိုက်နာဆောင်ရရင်ကိုကျိုးရှာလှုပ်ဆောင်နေကြောင်းခိုင်လုံတဲ့အထောက်အထားများရရှိထားသည်ဟုဖော်ပြထားသည်လရှိရင်း NLD ပါတီသည်ပါတီကောင်ဆောင်တော်ဆန်းစုကြည်နှင့်တွေ့ဆုံရမည်သူကိုမှတောင်းပေးထားခြင်းမရှိဘဲတောင်းဆန်းစုကြည်အပါဝင်မတရားဖန်ဆီးခံနိုင်ငံ၏အကျဉ်းသားများအလုံးလွန်များ၏အတွက်တောင်းဆိုကြိုးပမ်းမှုများသာရှိကြောင်း ဘိုးအလုပ်ကော်မတီနဲ့နေဆက်သူတရင်ရင်မြကပြောသည် ပါတီအနေနဲ့ပြည်သူလူထုနဲ့တသားတည်းရှိတယ်ဆိုတာပြောချင်ပါတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလရှိရတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဗဟိုကော်မတီ၏ကြားကလာပြင်ဆင်မှအကြိမ်အစည်းအဝေးပြီးကြေညာချက်တွင်အနာလုစစ်ကောင်စီကကျင်းပရန်ကြံစည်နေသောအထူးရောင်ရွှေကောက်ပွဲသည်မြန်မာနိုင်ငံတွင်ပဏိပကများကိုသာတိုးပွားလာစေမည်အပြင်ဒေသတွင်မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့်မြေသိနေနေများအသေးအမှတ်မပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်အချက်အပောင်းဝင်ဆုံးဖြတ်ချက်၉ရပ်ကိုကန့်ကွက်သူမရှိအတိ ီးပြုချမှတ်ခဲ့ကြောင်းဖော်ပြထားသည်ရခုဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ဘုကိုမြို့ရွှေမော်တော်ဖျားလမ်းမှာစစ်ကောင်စီကလမ်းလျှောက်တကြံပြုလုပ်ပေးမယ့်ပါဝင်သူနယ်ပါဆိုတဲ့တဲ့တွင်ဖြစ်ပါရရှင်ဘုကိုတိုင်းဘုကိုမြို့နယ်ရွှေမော်တော်ဖျားလမ်းမှာစစ်ကောင်စီကလမ်းလျှောက်တကြံပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပေးမယ်ဒေသခံပြည်သူတွေရဲ့ပါဝင်ဆင်နွှဲမှုနယ်ပါတယ်လို့ဘုကိုမြို့ဒေသခံတူထံကသိရပါဗျာ ဧပြီလ14ရက်တကြံအကြနေမှာကျင်းပတဲ့လမ်းလျှောက်တကြံပွဲတော်ကိုစက်ကောင်စီဘကိုတိုင်းဝန်ကြီးချုပ်မိသားစုနဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီးစီကားတိုင်းမြိုက်စွာကျင်းပခဲ့တယ်လို့စက်ကောင်စီဝါရဖြန့် Telegram Channel တွေမှာဖော်ပြထားပါသေးတယ်ဒီကနေ့ရွှေမော်တော်ဘုရားလမ်းမှာသူတို့လမ်းလျှောက်တကြံလုပ်တယ်ဒါပေမဲ့လူသိမ့်မရှိဘူးအရင်ကစီကားတဲ့လမ်းတွေမှာတော့အခုရေကစားတဲ့သူမရှိပဲကလေးတွေလောက်ပဲရေစော့နေတာတွေ့ရတယ်လို့ဘကုမြို့ဒေသခံတို့ကဘာမှ VJ ကိုပြောပါတယ် ပုဂိုးမျိုးပေါ်အဓိကလမ်းမတွေဖြစ်တဲ့ရွှေမော်တော်ဖျားလမ်းစံတော်ရင်းလမ်းပုံနေစုလမ်းကြောက်ကြီးစုလမ်းနဲ့မကရေလမ်းတို့မှာဒီနေ့တကြံအကြာနေမှာတကြံပွဲတော်ရေးဆော့ကစားသူအနေချင်းသာရှိနေတယ်လို့လည်းသိရပါဗျ။မက်ရှလ28ရက်နေ့အင်အားပြည့်ငလင်တန်းကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေအခက်အခဲဖြစ်နေချင်းစစ်ကောင်စီကတကြံပွဲတော်ကိုအေးတကြံအမိပေးကဆက်လက်ကျင်းပနေတာကြောင့်ဝေဖန်မှုတွေရှိနေပြီးငလင်ဘေးတန်တဲ့ပြည်သူတွေကိုမျက်ကွယ်ပြုရရောက်တယ်လို့လည်းဝေဖန်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ ဆလဗင်းစကိုင်းနဲ့မန္တလေးကမြို့နယ်၃ခုဘုံကျဲတိုက်ခိုက်ခင်ရပြီး၄ဦးသေ၃ဦးဒဏ်ရာရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကနေမျိုးနဲ့အင်တော်မျိုးနဲ့မန္တလေးတိုင်းတပိတ်ချင်းမျိုးနဲ့တွေကိုဧပြီလ23ရက်နေ့ညနဲ့14ရက်မနက်ပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့ကိုရီနှစ်ပါအပါဝင်၄ဦးသေဆုံးပြီး73ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက IFA ကိုပြောပါရယ် ကနေမျိုးနယ်ကမုတ်တော်တမင်ချန်နဲ့စူလေကုံရွာတွေကိုတကြံအကြာနဲ့ဧပြီလ14ရက်မနေ့ရှင်နိုင်ဝန်းကျင်မှာ Y12 လေရင်နဲ့73ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတို့ကပြောပါရယ်အားလုံးပေါင်း73ချိန်ပြစ်သွားတာမုတ်တော်ရဲ့တမင်ချန်ရဲ့စူလေကုံရဲ့ကိုပြစ်သွားတာစူလေကုံကအရသာမထီးဘူး ။တမင်ချန်ရွာဘုံကြီးကျောင်းနဲ့ဘုံသီးကျရောက်ပောက်ကွဲပြီးကိုရင်နှပါပြန်လွန်တော်မူကနောက်ထပ်နှပါတန်ရရခဲ့သလိုမုတ်တော်ရွာကအမျိုးသမီးတူလည်းတန်ရရခဲ့တယ်လို့သူကပြောပါတယ်။ဒီအပြင်အင်းတော်မျိုးနဲ့ပိန်နေကုန်းရွာဘုံကြီးကျောင်းလည်းဧပြီလ၁၄ရက်နေ့မနက်၁၇နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပြီးလူနှုတ်ဦးတန်ရရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ချောင်းကြီးရွာလဲဧပြီလ23ရက်နေ့ည7:00နာရီဝန်းကျင်မှာပုံကျဲတက်ခတ်ခံလိုက်ရတယ်လို့ပြင်ဦးလင်ခရိုင်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တူက RFA ကိုပြောပါရယ်ဒီတိုက်ခိုက်မှုကြောင့်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးသေဆုံးပြီးနောက်ထပ်၈ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်ထိခိုက်ဒေဆုံးသူတွေကအရက်သားတွေကြီးပဲဗျအဓိကကတော့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ပုံစံပဲ စစ်ကောင်စီတပ်ကငလင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအာယုံစိုက်လှုပ်ဆောင်ဖို့ဆိုပြီးဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်ထိတရင်၃ဘက်ကြားအောင်ယာယီအပြစ်ခတ်ရစေးကြေညာထားပါတယ်။ဒါပေမဲ့ဒီကလအတွင်းစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာလေဆောင်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကို IFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံမပြေဆိုပါဘူး။ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာယုံပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ကမြန်မာစစ်တပ်ဟာငလျင်ကလာအတွင်းတိုက်ခိုက်မှုအကျဉ်း120ကျော်ရှိခဲ့ကြောင်းထဝက်ကျော်ကအပြစ်ခက်ရဲစဲကြောင်းကြေညာပြီးတဲ့ Irela နဲ့ရဲ့နေ့နောက်ပိုင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Irela 17ရက်နေ့မှာပြောဆိုခဲ့ပါတယ်။အများစုကလေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုဖြစ်တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးမြင်းကလင်းတန်းနဲ့မြန်မာတို့စစ်ဘက်ဈေးဝန်ထမ်း35ဦးမလေးရှားဆဲလွန်မဲဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အဖွဲ့ဝင်35ဦးပါမလေးရှားစစ်တပ်မှဈေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုမြင်းကလင်းဘေးနဲ့မြန်မာနိုင်ငံတို့လူသားချင်းစာနာမှုအမရှင်အဖြစ်ဆေးလွန်မဲလို့ကောက်ရီးဝန်ကြီးမိုဟာမက်ကာလတ်တော်တင်ကပြောကြားပါရယ်။မြန်မာနိုင်ငံမှာယာယီဈေးရုံတရုံတိစောက်ဖို့မလေးရှားအစိုးရကမူအားဖြင့်သဘောတူပြီးနောက်သူကအခုလိုပြောကြားခဲ့တာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံတို့ဆေးဘက်ဝန်ထမ်း35ဆေးလွန်မှဖြစ်ပြီးဆေးလွန်မဲ့ရက်ကိုစီစဉ်နေပါတယ်။ယာယီဆေးရုံတွေတည်ဆောက်ဖို့စီစဉ်နေတဲ့အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သွားပါမယ်လို့သူကဆိုပါတယ်။ကျမရေကန္နာမှာဆန်းဆောင်ရည်မြင့်တရင်တစိမ့်တပိုင်းဖြင့်မလေးရှားအစိုးရကမြန်မာဆေးဘက်အဖွဲ့တွေကိုလေးချင်းမှုတွေပြုလုပ်ပေးမယ်လို့၎င်းကဆက်ပြောပါတယ် ယာယီစေယုံရဲ့တီနီယာကဘေးကင်းလုံခြုံပြီးလက်နက်ကင်အဖွဲ့ရဲ့ချင်းချောက်မှုရှိတဲ့နေရာဖြစ်စေဖို့မလေးရှားအစိုးရကမြန်မာစစ်ကောင်စီကိုတောင်းဆိုမယ်လို့သူကပြောပါတယ်ကျွန်တော်တို့ပဏိပကအခြေအနေကိုအကဲဖြတ်ပါမယ်ကျွန်တော်တို့ယာယီစေယုံတိဆောက်တဲ့နေရာကဘေးကင်းရုံသာမကဂျမိုင်းဝန်ထမ်းတွေရဲ့လုံခြုံရေးကလည်းအာမခံမှုရှိဖို့မျှော်လင့်ပါတယ်လို့မိုဟာမက်ကလန်ဒေါ်တင်ကဆိုပါတယ် ပြီးခဲ့တဲ့ပတ်အစိုးရအဖွဲ့အစည်းအဝေးမှာဝန်ကြီးချုပ်အန်ဝါဟီဘရာဟင်ရဲ့အတည်ပြုချက်ရရှိပြီးနောက်မြန်မာနိုင်ငံမှာယာယီစေယုံတည်ုံတည်ဆောက်ဖို့မလေးရှားအစိုးရကမူအဖြစ်သဘောတူခဲ့တယ်လို့၎င်းကပြောပါရရှင်။